အားလုံးမင်္ဂလာပါ The Light of Change မှာကြိုဆိုပါရခင်ဗျာကျွန်တော်တို့ကြောင်လောကမှာတောက်အောင်ရင်ဘွားပြောင်းတယ်ဆိုတာလူတိုင်းသိပါတယ်အချောက်အောင်ရင်ဘွားပြောင်းတယ်ဆိုတဲ့အနေထားကမှာကျွန်တော်တို့ကြောက်အောင်ခြင်းနဲ့ဟေးဆိုပြီးတော့မှကျွန်တော်တို့အော်နေလို့လည်းမရပါဘူးကိုယ်တိုင်ကိုယ်ကျလက်တွေ့ကျွန်တော်တို့အခြေခံသဘောတရားလေးကျွန်တော်တို့လေ့လာဖို့လိုပါတယ် အဲ့ဒီအခြေခံသဘောတရားလေးတွေကကျွန်တော်တို့ကြောက်နေပတ်သက်လို့ရှိရင်အများကြီးရှိပါတယ်ကျွန်တော်တို့ရန်အကြောင်းတွေမန်အကြောင်းတွေအခွန်အကြောင်းတွေခွန်အကြောင်းတွေနားလည်ထားရမယ်အခွန်ကိုကြည့်ရတဲ့ဘာဖြစ်မယ်ဆိုတဲ့အနေထားတွေသိထားဖို့လိုအပ်ပါတယ်ဘာဖြစ်နိုင်တယ်ဆိုတဲ့အနေထားသိထားဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့တော့ရန်ရယ်မန်ရယ်အခွန်ရယ်ခွန်ရယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်အများကြီးရှိပါတယ်ကျွန်တော်တို့ရှင်းနေပါเนาะကျွန်တော်တို့ကြောက်ရယ်အနေထားတစ်ခုမှာအဲကြောက်ရဲ့ကောင်းသောလက္ခဏာမကောင်းသောလက္ခဏာတွေကိုအားပေးတဲ့အနေအထားတွေမှာရှင်းဆိုတာလဲကျွန်တော်တို့ပါဝင်နေတာတွေ့ရပါတယ်အဲ့တော့ ဒီအကြောင်းအရာတွေကိုကျွန်တော်တို့သိထားဖို့အခြေခံသဘောတရားသိဖို့ရကျွန်တော်တို့နော်သိထားဖို့လိုအပ်နေပါတယ်အဲ့အတွက်ကျွန်တော်တို့ကြောက်အောင်နေဆိုလို့ရှိရင်ဘယ်လိုလှုပ်ရမလဲဆိုတဲ့အနေထားသိဖို့ရအတွက်ကျွန်တော်တို့ကြောက်ပညာကိုမြေမြားစွာလေ့လာဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့တော့ကြောက်အောင်နေလို့ရှိရင်ဘယ်လိုအောင်ရမလဲဆိုတဲ့အနေထားမျိုးကိုလိုက်ပြီးလေ့လာဖို့လိုအပ်ပါတယ်ဒီ light of change မှာကြိုးစားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်